အားလုံးပဲမင်္ဂလာပါဆော့ကတ်တီ YouTube channel ကနေကြိုဆိုလိုက်ပါပြ။ယောက်ဒီနေ့ညညမဆန်တော်ချိန်တနားရီ15ပါနော်။ Time စန်တော်ချိန်ဆိုရင်တနားရီ45မိနစ်မှာကစားမယ်။ Gravela ချစ်စစ်ပွဲပါနော်။ Belgium နဲ့ Wethin တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်တင်ဆက်ပေးသွားပါမယ်ဗျ။ ။ပွဲချုပ်တက်တက်ချက်လေးကျွန်တော်မပြောခင်မှာအုပ်စုကြီးရဲ့အမတ်ဘေးစရာလေးကိုကျွန်တော်တို့တွားအောင်ဗျာ။အင်ရှင်ဘေးဂျင်ဟန်သင်းနေနဲ့အုပ်စုတပွဲကစားထားပြီးတော့မြောက်မက်ဆီဒိုနီးယားသင်းကိုတေးချထားရပေါ့နော်။ဒါကြောင့်ရမန်နေနေကတော့တမတ်တာရှိထားရပေါ့နော်။ဝေးသင်းကတော့ကျွန်တော်တို့ဒီအုပ်စုပွဲစဉ်ပေါ့နော်။၃ပွဲကစားထားရမှာတော့၂ပွဲနိုင်တပွဲတေးရလက်နဲ့ရမတ်9မတ်နဲ့အုပ်စုဘို နေနဲ့တော့ယက်တိထားရပါเนาะကျွန်တော်တို့ဒီထိနှစ်သိန်းပါเนาะနှစ်သိန်းထိထိတွေ့ဆမှုအတိုင်းမှာနောက်ဆုံး၅ချိန်ပါเนาะ၅ချိန်မှာဆိုဘယ်ချိန်အနေနဲ့ကတော့ကျွန်တော်ဝေးသိန်းကို body ကြီးရတော့တစ်ချိန်ပဲအောင်ထားရပါเนาะပြီးတော့ကျွန်တော်ခုလက်ရှိခြေစမ်းကိုပြောရမယ်ဆိုရင်တော့ကျွန်တော်ဝေးသိန်းပါเนาะဝေးသိန်းမှာဆိုရင်ကျွန်တော် ပွန်သင်းရကျွန်တော်တို့ဖဲတောင်းမယ်မှာเนาะခြေစမ်းပြနေတဲ့ဝေဆန်ပြီးတော့ကျွန်တော်ညာတောင်းမယ်မှာဆိုရင်စပါသင်းရကျွန်တော်တို့ဂျွန်ဆင်ပေါ့เนาะတိုက်စစ်မှာဆိုရင်ကျွန်တော်တို့ရှက်ဖီသင်းရမူရီပေါ့เนาะကိုလင်းမှာဆိုရင်ကျွန်တော်တို့နန်တဲ့အသင်းရတော်မဲ့အစားရှိတဲ့ကစားသမားရဲ့လုံးဝကိုခြေစမ်းပြနေပြပြီးရင်ကျွန်တော်တို့ဘယ်ဂျီယန်တင်းနေနေရလဲကျွန်တော်တို့ဒီမြောက်မက်ဆီဒိုနီယာကွင်းမှာပေါ့နော်လူကာကူတိုဂူဒီဘိုင်းစတဲ့ကစားသမားကောင်းနေနဲ့ပွဲထုတ်လာခဲ့ပြီးတော့ကျွန်တော်ဥဆောင်ကိုတော့ရရှိခဲ့ဒါပေမဲ့ကျွန်တော်တို့ဒီမြောက်မက်ဆီဒိုနီယာရဲ့ကျွန်တော်ပွဲချိန် နော်မိနစ်86မိနစ်မှာပေးလိုက်ရတဲ့ခြေပါကိုကြောင့်ဒီတမတ်တားရရှိထားရပါเนาะအမှန်ဆိုရင်ကျွန်တော်တို့ဒီဘယ်ဂျင်အနေနဲ့ကလုံးဝအဲ့ဒီပွဲစဉ်မှာဆိုရင်တော့ကိုပြက်ကံကိုခွင့်ရည်လုံးဝရရှိခဲ့ဒါပေမဲ့ခွင့်ရည်ကိုကောင်းကောင်းလေးကိုသုံးမချနိုင်ခဲ့ဘူးလို့ကျွန်တော်ပြောလို့ရရပါเนาะပြီးကြောင်ဒီနေ့ဖွင့်လက်တဲ့ဈေးပေါ့เนาะဘယ်ဂျင်အိမ်ခွင့်မှာဖွင့်လက်တဲ့ body ဈေးကတော့ကျွန်တော်30ရှုံးဈေးဖွင့်ထားရပါเนาะကိုပေါင်းဈေးနေရာတော့ကျွန်တော်တုံးလုံးပလက်50ဆိုရင်ဘယ်ဂျီယန်ကျွန်တော်စိတ်ထင်မှာเนาะဂိုးမပြတ်နိုင်တဲ့ဈေးတန်းတစ်မျိုးတော့ဖြစ်နေတယ်ဗျာကျွန်တော်တုံးလက်ချရဆိုရင်ဘယ်ဂျီယန်နေနဲ့ ီတကိုးပေါ့နော်1စီးလောင်းနဲ့ကတ်ပြီးပဲနိုင်သွားဖို့တော့များတယ်ကိုပေါင်းစီးကကျွန်တော်3လုံးပလန်50ဆိုတော့လုံးဝတော့ကျွန်တော်ဒီကိုပေါ်တော့ကျွန်တော်မြောက်လို့လို့မရဘူးပြပါတော့3ပလက်50ကကျွန်တော်ဘူကီနေနဲ့တွက်ထားတော့ကျွန်တော်10ဆိုလေရလက်ဒါမှမဟုတ်11 cc အဲအဲအဲ့လိုမျိုးရလက်ကိုကျွန်တော်တွက်ထားတာပါเนาะပြီးကျွန်တော်ဝေးနေနေရလဲကျွန်တော်လက်ရှိခြေစမ်းအတက်ဘက်ကိုရောက်နေရဆိုတော့ငကိုတော့လုံးဝတော့အပြက်ခံမှာတော့မဟုတ်ဘူးအနည်းဆုံးတေတမတ်အတွက်တော့အားဆိုင်ကစားဖို့တော့ရှိတယ်ဗျာ ဒါကြောင့်ဒီကလို့တဲ့စိတ်ကြိုက်တစ်ပွဲကောင်းနေနေတော့ကျွန်တော် wave body လေးကိုရွေးချက်ပေးထားတယ်။ဒီသင်းမောင်းကက်လေးကတော့ကျွန်တော် Telegram channel လေးပေါ့နော်ကျွန်တော် comment မှာ link လေးချထိုက်ပါရတယ်။အဲ့မှာကျွန်တော်တို့ညီကိုရင်းနေနေကတော့ဝင်ရောက် join ပြီးတော့မောင်းကက်လေးလေးယူလို့ရပါတယ်နော်။လာကြည့်ပြီးရင်ညီကိုရအားလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ရဲ့ဒီ Soccer Tip YouTube Channel ကိုလေ Like and Subscribe လေးလေးလောက်ပါပေးပါအောင်เนาะအားလုံးကိုပဲဒီနေ့ကပဲနှုတ်ဆက်လိုက်ပါဗျာကျွန်တော်နောက်နေ့ပွဲစဉ်တွေရှိရင်တော့ဒီတိုင်းကျွန်တော်တုံးတက်တင်ဆက်ပေးသွားပါမယ်ဗျာ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။